ဲ့ဒီဖြစ်ရဲ့အပြီးမှာဒါမူကင်းစုံတော့ရဲတွေကနှစ်နာရီတိတိနီနာတစ်ဝိုက်ကိုလိုက်ရှာပြီးတော့ကျွန်တော်တို့သူ့ကိုဗနားမှာတွေ့လဲဆိုရင်စိတ်ဂျန်နီဗီယန်ဆိုတဲ့နေရာလေးတစ်ဝိုက်ပေါ့နော်အနားလေးမှာသူထိုင်နေရာလေးကိုရဲတွေကတွေ့တယ်တွေ့တဲ့အခါမှာအကုန်လုံးဖမ်းဆီးပြီးတော့သူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့သွေးတွေ DNA တွေကိုစစ်ဆေးပြီးအဲလက်ထဲမှာပါတဲ့ဓာတ်နဲ့တိုက်ကြည့်လိုက်တဲ့အခါမှာတရားခံသူဖြစ်နေတယ်ဆိုတာသိတဲ့လျောက်အကုန်လုံးကတရားရုံးတော်တွေပါတွေကိုခေါ်ဆောင်သွားခဲ့တာပဲဖြစ်ပါတယ်။ပိုဆိုးတာက တရားရုံးတော်ကသူကဘလောက်ထိအောင်ကြောက်ခဲ့တယ်လဲဆိုရင်သူ့ရဲ့ခန္ဓာကိုယ်မှာကောင်းတဲ့ခါရီမကောင်းတဲ့ခါရီနှစ်ခုရှိခဲ့တာဖြစ်ပြီးတော့အဲ့ဒီအဖြစ်ပြက်ကိုလုတ်ခဲ့တော့ဆိုရင်သူကမကောင်းတဲ့ခါရီကနေပြီးတော့အတုံးပြူပြီးတော့ခဏတာလုံးမိလိုက်တဲ့ဖြစ်တဲ့တက်တက်ဖြစ်တယ်ပေါ့နော်ပြောစင်တာကသူကဒီအမှုကိုသူကျူးလွန်တာမဟုတ်ဘူးသူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့မကောင်းတဲ့ခါရီကကျူးလွန်ခဲ့တယ်ဆိုပြီးတော့ဟုတ်ကဲ့တည်တည်ဆကြရဲတပ်ဖွဲ့ဝင်နေနဲ့ခုနရှင်းနေအများစုကမူရင်းစေးပညာရှင်တွေအားလုံးအောင်တည်တည်ကြစစ်ဆေးကြည့်လိုက်တဲ့အခါမှာ သူ့ရဲ့လိုရဟာဒါတမင်တက်တက်စင်စီပေးထားတဲ့ကိစ္စတခုဖြစ်ပြီးတော့သူတကယ်တမ်းအများအတန်းလူလူတွေကိုသူတတ်ချင်နေခဲ့တယ်ဆိုတော့သူ့ရဲ့ psycho ပေါ့နော်အဲ့ဒီမကောင်းတဲ့စိတ်ကိုအဲ့ဒီ Halloween ပွဲတော်မှာအသုံးချခဲ့တာဖြစ်တယ်လို့တွေ့ရှိကြရာသူ့ကို ထောင်ဒဏ်25နှစ်တီတီလူငင်းချမ်းသာဝင်မရှိနဲ့ထောင်ချမှတ်ခဲ့ရပဲဖြစ်ပါတယ်